ဇကားအဆက်မှာကော့စတောဖာနန်ဒက်စ်ကိုအကောက်ခွန်အရာရှိတအူခင်ပွန်းကောင်းတအူနဲ့ဖတ်ခင်ကောင်းတအူအဖြစ်မိတ်ဆက်ပေးထားပါတယ်။သူဟာမိမိရဲ့အလုပ်ကိုအလေးအနက်ထားပြီးတိုင်းပြည်အပေါ်တည်ဆာရှိသူတအူဖြစ်ပါတယ်။သူ့ရဲ့သမီးဖြစ်သူမရီဆာကအဖေဖြစ်သူကော့စတောရဲ့အကူအညီတွေကိုချီးကျူးပြောဆိုရင်းဇလန်းကို စတင်ဖွင့်လှစ်ထားပါတယ်။ကော့စတောဟာဂိုအားမှာကြီးမားတဲ့ရွှေမောင်ခိုကိုင်းတစ်ခုလက်ပတ်တည်တဲ့ဆိုတဲ့တည်င်းအစအနာတွေကိုရရှိခဲ့ပါတယ်။ ဒီကိုင်းတဲ့နောက်ွယ်မှာတော့ဩစာကြီးမားတဲ့နိုင်ငံရေးသမားတီမဲလို့ရှိနေတယ်လို့သိရပါတယ်။ကော့စတောင်းဟာသူ့ရဲ့အထက်ရာရှိတွေရဲ့ခွင့်ပြုချက်နဲ့ဒီအမှုကိုစုံစမ်းစစ်ဆေးဖို့စတင်လုပ်ဆောင်ပါတော့တယ်။ရွှေမောင်ခိုသမားတွေကိုဖမ်းဆီးဖို့ကြိုးစားနေစဉ်မှာကော့စတောင်းဟာထပ်ခါတလီလဲအခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။အကောက်ခွန်ထဏာထဲမှာတည်င်းပေါက်ကြားနေတဲ့အသွင်းလူတအူးရှိနေတာကြောင့်စစ်ဆေးရေးတွေမလုပ်ခင်မှာပဲဒီမဲလို့ကကြိုတင်သိရှိပြီးရွှေတွေကိုနေရာရွှေ့ပြောင်းနိုင်ခဲ့ပါတယ် ဒီလိုနဲ့ cost down ဟာစာရွက်စာတမ်းတွေကြိုတင်မတင်ပြပဲစစ်ဆေးရေးလုပ်ဖို့သူ့ရဲ့အထက်လူကြီးတွေကိုတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးတော့ cost down ဟာရွှေမောင်ခိုတမားတွေကိုဖမ်းဆီးဖို့အတွက်အကောက်ခွန်အရာရှိအဖိုင်နဲ့အတူစစ်ဆေးရေးဆင်ခဲ့ပါတယ်။ဒီအချိန်မှာဒီမဲလို့ရဲ့ညီထစ်သူပီတာဒီမဲလို့ဟာရွှေဒီနဲ့အတူထပ်ပြီးဟုတ်စူးစမ်းခဲ့ပါတယ်။ ကော့စတောင်းဟာ ပီတာကိုလိုက်လံဖမ်းဆီးခဲ့ပြီးနှစ်ဦးသားပြင်းထန်တဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ကိုကိုကိုကာခွေရေးကော့စတောင်းဟာပီတာကိုမတော်စာပစ်တတ်မိသွားပါတော့တယ်။ ဒီဖြစ်ရဟာကော့စတောင်းရဲ့ဘဝကိုတသစ်ချိုးပြောင်းလဲသွားစေခဲ့ပါလေ။ပီတာဟာနိုင်ငံရေးသမိုင်းတဦးရဲ့ညီဖြစ်တာကြောင့်ဒီမဲလို့ဟာသူ့ရဲ့နိုင်ငံရေးဩဇာအာဏာကိုအသုံးပြုပြီးကော့စတောင်းကိုတရားစွဲဆိုစေခဲ့ပါလေ။ကော့စတောင်ဟာရာဇဝတ်ကောင်အဖြစ်ဆွဆွဲခံရပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့ဘဝကိုရောက်ရှိသွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ကြောင့်သူ့ရဲ့မိသားစုဘဝလည်းပြိုလဲလူနေပါထိခဲ့ရပါတယ်။သူစနီမာရီယာဖရီယာဘာပတ်လက်မိသားစုအတွင်မှာစိတ်ပိုင်းဆိုင်ရာတိမ်းမာမှုတွေပြဿနာတွေကြုံတွေ့ခဲ့ရပါတယ်။ ကော့စတောင်ဟာသူ့ရဲ့အပြစ်ကင်းစင်ကြောင်းတက်တဲ့ပြဖို့အတွက်ကြီးမားတဲ့တရားညင်ဆိုင်မှုခရီးကိုဆက်တင်ခဲ့ပါတယ်။အကတိလိုက်စားနေတဲ့စနစ်နဲ့နိုင်ငံရေးဩဇာရှိသူတွေရဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်ရင်တရားမျှတမှုအတော့တအိုတဲ့ရတီတိုက်ပွဲဝင်ခဲ့ရပါတယ်။စကားတချောင်လုံးမှာကော့စတောင်ဟာသူ့ရဲ့မိသားစုကိုလစ်လူရှူတဲ့ဖခင်တအူးမဟုတ်ကြောင်းနဲ့ရိုးသားတဲ့အကောက်ခွန်အရာရှိတအူးအဖြစ်တိုက်ဖီအဖို့ထားရှိတဲ့သူ့ရဲ့စေတနာဆွလမှုတွေကိုပြသခဲ့ပါတယ်။ အဆုံးသတ်မှာတော့အောင်ယုံညွယုံရဲ့ပြစ်ဒဏ်ချမှတ်မှုကိုခံခဲ့ရပေမဲ့ Costown ဟာနောက်ဆုံးမှာတရားရုံးချုပ်ကသူ့အပေါ်အဖြစ်မရှိကြောင်းစီရင်ချက်ချမှတ်ပေးခဲ့ပြီးတရားမျှတမှုရရှိခဲ့ပါတယ်။ Costown ရဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးဟာတရားစီရင်ရေးစနစ်အပေါ်ပြန်လည်ယုံကြည်မှုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။